တတုံးကဒေါ်လာတစ်ထောင်ဂျော်ဒန်နဲ့ကမ္ဘာဈေးအကြီးဆုံးဒိန်ခဲကြီးကိုအခုလိုမျိုးခက်ရခက်ဆက်ထုတ်လုပ်ကြရတယ်။ဟောဒီဒိန်ခဲကြီးကတော့အလွန်ကြီးမားလုံးနဲ့ဒိန်ခဲကြီးပဲဖြစ်ပြီးတော့ဒိန်ငယ်တစ်ခဲရဲ့အလေးချိန်ကပြန်ပြန်အဖြစ်88ပေါင်လောက်အထိအလေးချိန်ရှိပါရဲ့ရှင်။ဒီလောက်ထိကြီးမားလုံးနဲ့ဒိန်ခဲကြီးဖြစ်တာကြောင့်တန်ဖိုးကလည်းတော်တော်လေးပေးရမှာပဲလို့တွေးစရာရှိပါတယ်။ ဟုတ်ပါတယ်နော်။တကယ်တကယ်ရဲ့ကြံပိုးကဒေါ်လာ1000ကျော်လောက်ထိတောင်ကျတယ်မာရီ။သူရွယ်စားလိုက်ရှိနိုင်ပြီမဲ့။တာမန်တကယ်တကယ်ကိုထွက်လောက်ရောင်းချရင်တောင်မှဒေါ်လာ400လောက်ထက်ပိုပြီးတော့မကျတယ်မာဘူး။ဒါကြောင့်ဒီတကယ်ကြီးတကယ်ရဲ့ကြံပိုးကတခြားတကယ်တွေထက်နှစ်ဆခွဲလောက်နီးပါးအထိကိုပိုပြီးတော့ဈေးများပါတယ်။ဒီတကယ်ကဘာကြောင့်များအခုလိုမျိုးဈေးကြီးလွန်နေရတာလဲ။တခြားသောတကယ်တွေနဲ့မတူအောင်ဘလို့အရာတွေကိုထည့်သွင်းထားတာလဲ။ ဘလုံးနစ်နစ်တွေနဲ့ထောက်လုပ်ပြီးအရသာနဲ့အရေးအသွေးကရောဘာတွေများဘလောက်အထိထူးထူးခြားခြားကောင်းမွန်နေရတာလဲစတဲ့စိတ်ဝင်စားဝေကောင်းတဲ့အကြောင်းအရာတွေကိုဒီနေ့ဗီဒီယိုထဲမှာမျှဝေတင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားကြတဲ့ပရိသတ်တို့အနေနဲ့ဗီဒီယိုလေးကိုအဆုံးထိအတူတူလိုက်ပါကြည့်ရှုပေးပါအောင်ရှင်။ ကျမတို့ page ကနေပြီးတော့အခုလိုမျိုးကမ္ဘာတစ်လွှားကထူးခြားစံပြားတဲ့စုံစားပွဲအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ခန်းစားကြည့်ရှုလေ့လာကြနေဆိုရင်တော့ကျမတို့ page လေးကို like and follow လေးလုပ်ထားပြီးဖို့လိုအပ်မယ်ဆိုတဲ့အကြောင်းသတင်းစကားပါလိုက်ပါစေ။ကဲဒါဆိုဗီဒီယိုလေးပြန်ဆက်လိုက်ရအောင်ပါ။ဒီတိန်ကရဲ့နာမည်ကတော့ပါမီဆန်လို့ခေါ်ပါတယ်ရှင်။တိန်ကတခဲရရှိလာဖို့အတွက်တစ်နှစ်နီးပါးလောက်အထိကိုအချိန်ပေးရပြီးတော့နွားနို130ဒဂါလန်လောက်အထိကိုပေါင်းပါပါတယ်။အီတလီနိုင်ငံမြောက်ပိုင်းကထောက်လုပ်တဲ့ပါမီဆန်တိန်ကလုပ်ငန်းဟာအရန်ကိုကြီးမားတဲ့တိန်ကထောက်လုပ်ရေးလုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။ဒီစိ ယုံကနေတစ်နှစ်ကိုအခုလိုတင်ခဲ့ပေါင်း3.6တန်းအထိထုတ်လုပ်နေပါတယ်။ကမ္ဘာနိုင်ငံတွေအတူတူများများကိုတင်ပို့ရောင်းချလျက်ရှိပြီးတော့ဒင်ခဲရောင်းချမှုကနေပို့ကုန်တန်ဖိုးကတစ်နှစ်ကိုဒေါ်လာ25ဘီလီယံလောက်အထိကိုရရှိလာကြောင်းအီတလီရဲ့အကြီးမားဆုံးပို့ကုန်တစ်ခုအဖြစ်နေရာယူထားပါတယ်။ပါမီဆန်တင်ခဲကိုလွန်ခဲ့တဲ့နှစ်ပေါင်းတထောင်ကျော်လောက်ကတည်းကအီတလီဖုံးကြီးတွေစတင်ထုတ်လုပ်ခဲ့ကြတာပါ။တင်ခဲမှာနွားနို့အစအပဝင်အဓိကပါဝင်ပစ္စည်း၃မျိုးသာပါရှိပြီးတော့တခြားသောနှုတ်ထွက်ပစ္စည်းပေါင်း329မျိုးအထိပါဝင်ပါတယ်။အခုဒင်ခဲထုတ်လုပ်တဲ့နေရာကလည်းရှိခဲ ဖုံးကြီးတွေဒင်ငယ်စတင်ထုတ်လုပ်ခဲ့တဲ့နေရာမှာပဲဆက်လက်ပြီးတော့အခြေစိုက်ထားတာပါအီတလီရဲ့ကန့်တက်မြေလေးကိုမှထုတ်လို့ရစေုံနေတည်ရှိပါတယ်။ဒီနေရာကလွဲလို့တခြားအရက်ဒေတာတွေမှာဒင်ငယ်သွားပြီးတော့ထုတ်လို့လို့မရပါဘူး။ဘာလို့လဲဆိုတော့ဒင်ငယ်ကိုအချင်းဖောက်ရမှာအသုံးပြုရတဲ့ဘက်တီးရီးယား၃မျိုးကအဲ့ဒီဒေတာကလွဲလို့တခြားအရက်ဒေတာတွေမှာပောက်ပွားရှင်သန်နိုင်ခြင်းမရှိကြပါဘူး။ဗမာမီဆန်ဒင်ငယ်တလုံးပြုတ်လုပ်ဖို့အတွက်မနုတရား30တကာလလောက်အထိလိုအပ်ပါတယ်။ ဒီနေရာမှာလက်ဆက်တဲ့နှူတွေနဲ့အစီထုတ်ထားတဲ့နှူတွေကိုအခုလိုမျိုးဆက်တီးနဲ့တမတော်အောင်ရောမွေပေးရပါတယ်။နှူတွေကိုကြီးနေအိုးကြီးတွေနဲ့ထည့်ပြီးတော့ရောမွေကကြိုချက်ပေးရတာပါရှင်။အဲဒီနောက်အချင်းဖောက်ခြင်းလုပ်ငန်းစဉ်ကိုစစောကပြောခဲ့တဲ့ဘက်တီးရီးယား၃မျိုးကိုအသုံးပြုပြီးတော့ဆက်လက်ပြုလုပ်ရပါတယ်။ဒီလိုအချင်းဖောက်တဲ့အချိန်မှာဘက်တီးရီးယားတွေနဲ့အတူဒိန်ကဲအနစ်တွေကကြီးနေအိုးရဲ့အောက်ခြေဘက်ကိုအနေထိုင်လာကြပါတယ်။၄၅မိနစ်လောက်အကြာမှဆိုရင်တော့ ။ဥအောက်ချင်းမှာအလေးချိန်ပေါင်း120လောက်ရှိတဲ့ဒင်ကဲတုံးကြီးကိုရရှိလာပါတယ်။ဒါကိုအဝတ်စားနဲ့ဆဲပြီးတော့အခုလိုမျိုးဂယူဒီဇိုင်းနဲ့ဓာတ်နဲ့ခွဲယူရပါတယ်။ပြီးတော့ရင်တော့အခုလိုမျိုးဒင်ကဲဆဲယူထားတဲ့ပိတ်စာတွေကိုတဲမမှာချပြီးတော့အရေးစစ်ရပါတယ်။ အရင်စစ်သွားတဲ့အခါမှာတော့ရေနဲ့ခဏစိမ်ပြီးတော့အခုလိုမျိုးပုံစံသွင်းခွက်ကြီးထဲမှာထည့်ပြီးတော့အချောက်ခံရပါတယ်။ဒီအတိုင်းည8နာရီလောက်ထိတိုင်အောင်ထားထားရပါတယ်။ည8နာရီမှာတော့ဒိန်ခဲတွေမှာတစိမ်းရိုင်းနေခြင်းနဲ့ ID နံပါတ်ကတ်ခြင်းစတာတွေကိုပြုလုပ်ပါတယ်ရှင်။အဲဒီနောက်လေးရဲ့အကြာမှာတော့ဒီဒိန်ခဲတွေကိုအခုလိုမျိုးစားငရီကန်ထဲမှာ19ရက်ကြာအောင်စိမ်ပေးရပြန်ပါတယ်။ဒီလိုလောက်ကြာကဒိန်ခဲရဲ့အပေါ်ရမျက်နှာပြင်အလွှာကိုမကျော်စေနိုင်ပါတယ်။အဲဒီနောက်အပူချိန်ထိညိခံမှာဒိန်ခဲတွေကိုတူလောင်ထားရှိပါတယ်။အနည်းဆုံးနှစ်သက်တမ်းလောက်ရှိရင်တော့ရောင်းနှောင်းဝင်ဒိန်ခဲကိုရရှိနိုင်ပါတယ်။ ဒေသလောင်ခန်းထဲမှာဒင်ငယ်တွေကိုစနစ်ကြောင်လဲထားရှိနိုင်ပါတယ်။ဒင်ငယ်ရဲ့တတန်းကပိုပြီးတော့ရင်လေလေဒင်ငယ်ရဲ့ကြံမိုးကပိုပြီးတော့မြင့်လေလေဖြစ်ပါတယ်။သုံးနှစ်တန်းရှိတဲ့ဒင်ငယ်ကြပောင်ကိုပြန်ပြအဖြစ်15ဒေါ်လာလောက်အထိကျတက်ပါတယ်။ဒင်ငယ်တကယ်က88ပောင်ဆိုတော့ဒင်ငယ်တကယ်ရဲ့တန်ဖိုးကဒေါ်လာ1320လောက်အထိကိုရှိနိုင်ပါတယ်နော်။ ဒါကြောင့်ကမ္ဘာဈေးကြီးဆုံးတိမ်ခဲအဖြစ်ဆင်းဝင်နေတာပါရှင်။နောက်ပိုင်းမှာတော့ပါမီဆန်တိမ်ခဲအကျူတွေပေါ်လာတာကြောင့်ကုမ္ပဏီကကုန်အမှတ်တရစိတ်မိုဘိုင်ခွင့်ကိုတင်ခဲ့ပါတယ်။မိုဘိုင်ခွင့် logo ကိုပါမီဆန်အမှတ်တရစိတ်နဲ့တူထုတ်ပို့ထားတဲ့ဘူးကွန်တွေပေါ်မှာကပ်ပေးထားတာကြောင့်စားသုံးသူတွေအနေနဲ့အတုနဲ့အစစ်ကိုကောင်းစွာခွဲခြားနိုင်မှာပဲဖြစ်ကြပါမှာရှင်။ဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။